မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချင်းမှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူဝါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမေမာပြီပါချွေညာမေမိသားစုမှကျူတူပါတယ်ဗျာဒီနေ့2ရက်10လ2025 ကြာတာပတိနေ့ဖြစ်ပါပြီဗျာကြာတာပတိနေ့ရဲ့တနေ့တာကညမာမြောက်တင်ပြသွေးပြမှာဖြစ်ပါတယ်ကြာတာပတိရဲ့တနေ့ဒီကကညမာတွေမတင်ပြခင်မှာကြာတာပတိနေ့ရဲ့ကံကောင်းတဲ့ကိစ္စတော့စိတ်ချမ်းသာအောင်နေပါငွေကြီးများအောင်မြင်ကြိုတက်တတ်ပြီးစိတ်ညင်တော့ပိုးရင်လောက်ကနေပတ်သက်တဲ့ပူညံပူညံဒါမှမဟုတ်ရင်ခမရငွေကြီးနဲ့ပတ်သက်တဲ့ယာယီပြတ်တောက်မှုငွေကြီးနဲ့ပတ်သက်တဲ့ယာယီလွှဲချွတ်မှုတွေကြုံရတော့မှာဖြစ်ပါတယ်ဗျာဒါကြောင့်စိတ်ချမ်းသာကိုချမ်းသာနဲ့တောက်ကြမြောက်ရက်ကိုလှည့်ပြီးစူတောင်းမယ်ဆိုရင်တော့ တင်းတို့ရဲ့ပိတ်ဆိုနေတဲ့ကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားပနာမတင်ပြပေးလိုက်ပါတယ်ဗျာဒီချိန်အိုးဝင်လောက်ကနေပတ်သက်တာအစီအပြေလားဆိုပြီးပါတယ်တကယ်ပြည်တာလားဆိုမပြေဘူးစိတ်ကမြန်းပြီးတော့လူကစိတ်နဲ့လူနဲ့မကတ်တာဖြစ်နေတာဖြစ်ပါတယ်ဒါကြောင့်လုပ်ငန်းခွင်ထဲမှာမိသားစုနဲ့ဆက်ဆံတဲ့အခါမှာဇွပြောနေတာဖြစ်တဲ့အတွက်တခါတလေအစီအမပြေတတ်ပါဘူးဗျာဒါကြောင့်ခမရအစီအမပြေရတဲ့ခမရအိုးဝင်လောက်ကနေပတ်သက်တဲ့အစီအမပြေကြတဲ့ခொနည်းသားသမီးအားလုံးတို့ဒီတောက်ကြမြောက်ရကိုလှဲ့ တန်နဲ့ပတ်သက်တဲ့ပစ္စည်းတန်ကြုံတန်ကြိုးဟာလာတန်တော့အဲအဲ့လိုမျိုးအစရှိတဲ့တန်နဲ့ပတ်သက်တဲ့ပစ္စည်းလေးတခုတန်ပုံးအဲ့တန်ပုံးလေးတွေကိုတန်တန်နဲ့ပတ်သက်တဲ့ပစ္စည်းလေးကိုကန်နေပြီးတောက်ကြမြောက်ရက်ကိုလှည့်ပြီးဆူတောင်းမယ်ဆိုရင်တော့ ခွန်နေသားမိများအပိတ်ဆိုးနေတဲ့အိုးဝင်လောက်ကဲများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာအတင်တော်လေးရဲ့အတင်တမုံလေးရဲ့အတင်တန်ကျုံလေးရဲ့အတင်တန်ကျုံလေးရဲ့ကျွန်တော်လေးအလုတ်ကဲမကောင်းဘူးဗျာအလုတ်ကဲမကောင်းတာတော့ခမရအလုတ်ကစိမပြေဘူးအိမ်မလည်းပူညံပူညံဖြစ်နေတယ်အိမ်မသားလေးရဲ့လည်းလှုပ်ခေါ်တာတွေမလာသေးဘူးချွေးမလေးရဲ့နိုင်ငံညာအလုတ်လျှောက်ထားတာစိမပြေသေးဘူးမိမအိမ်ဆောက်ခြင်းတဲ့မိလေးရလှူခြင်းတဲ့အဲ့ဒါကြောင့်အိုးရင်လောက်ကဲနဲ့ပတ်သက်တဲ့ပူညံပူညံဖြစ်နေတယ်ဗျာအဲ့ဒီကိစ္စတွေအများဆုံးငြင်းညောင်း အတင်တော်လေးအတင်တန်ကျော်လေးအတင်တန်ပုံးလေးအတင်တန်ကျော်လေးအကူကြီးဆောက်ရှောက်ပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရကိုလှဲ့လှဲ့ပြီးမှခင်ဗျာဆူတောင်းမယ်ဆိုရင်တော့ခொနေသားသမီးအားလုံးတို့ဒီပိတ်ဆိုနေတဲ့အိုးရင်လောက်ကဲများဆူတောင်းပြီးတဲ့အချိန်ကကျွန်တော်တို့နိုင်စု၄နိုင်ရရဖြစ်ပြောရင်၃ရက်တွင်လုပ်ငန်းများအိုးရင်လောက်ကဲများပြန်လည်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာတင်းနေကနေသားသမီးရတော့ဒီချိန်မှာကြမ်းမကြီးမကောင်းရင်အစာရင်နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်အိုးရင်လောက်ကဲနဲ့ပတ်သက်တဲ့စိတ်ထဲမှာအလိုဆန္ဒမပြည့်တတ်ပါဘူးဗျာဒါကြောင့် ခမန်တနေငွေသားသမီးတွေအဒီချိန်မှာတော့စိတ်နာကျင်မှုဒါမှမဟုတ်လူနာကျင်မှုဖြစ်တတ်ပါတယ်ဒါကြောင့်တနေငွေသားသမီးအားလုံးတို့ဒီခမန်အိုးဝင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စပိတ်ဆိုနေတဲ့ကိစ္စတွေဒီပြေးချင်းတော့ကြာတာပရိအဘောကြောင့်လို့ဘိုးဘိုးရာဟုတောင်းနောက်မြောက်တောင်းလှည့်ပြီးမှခမန်နွားတို့တစ်ခွက်ကိုဖြော ခမတစုံလုံးတောက်ပြီးဆူတောင်းမလားဓာလေးကိုကင်ပြီးတော့ဆူတောင်းမလားဆူတောင်းမယ်ဆိုရင်တော့အဲ့မှာပိတ်ဆို့နေတဲ့ကံမြန်အမြန်ပွလန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်တနင်္ဂနွေသားသမီးအားလုံးကရာဟုတောင်းနောက်မြောက်တောင်းလှည့်ပြီးဓာလေးကိုကင်ဆူတောင်းမလားဒါမှမဟုတ်လို့ရှိရင်တော့နွားလိုလေးတစ်ခွေကိုပြောတစုံလုံးတောက်ပြီးဆူတောင်းမယ်ဆိုရင်တော့အဲ့မှာပိတ်ဆို့နေတဲ့ကံမြန်အမြန်ဆုံးပွလန်းပြီဖြစ်ပါကြောင်း လီလီသာသာတင်ပြပေးလိုက်ပါတယ်ဗျာမန်နီငွေကြီးနဲ့ပတ်သက်တယ်မှာဒီချိန်မှာယာယီထင်းကိုလွှဲချောနေတာတွေပေးစရာရှိတာလည်းမပေးနိုင်ရစရာရှိတာလည်းမရငွေကြီးနဲ့ပတ်သက်တဲ့ဒီနေ့မှာဖြင့်ယာယီကြက်တဲမှုတွေဂျုံတွေးနေရတာဖြစ်ပါတယ် ဒါကြောင့်ငွေကြက်တဲ့နေတဲ့ပုဂ္ဂိုလ်အားလုံးတို့သည်ခမရရေတောက်တဲ့အခါမျက်နှာတက်တက်တဲ့အခါမှာတင်းတင်းလားအရှိအရာကိုလှည့်ပြီးရေလေးတောက်မလားတင်းတင်းလားအရှိအရာကိုလှည့်ပြီးမျက်နှာလေးတက်မလားအတင်းကြီးလေးကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စကြီးစိတ်မပြေဘူးကျွန်တော်ပေးစရာရှိတာဘလောက်ရစရာရှိတာဘလောက်လိုချင်တာဘလောက်ကျွန်တော်မှအဲ့ကိစ္စလေးနဲ့ပတ်သက်လို့အစိမ့်မပြေဖြစ်နေတယ်ဗျာဒါကြောင့်အစိမ့်မပြေတဲ့ကိစ္စတွေအများဆုံးအစိမ့်ပြေအောင်ပေးရန်ရန်ဇာများအစိမ့်ပြေအောင်ကုညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းခွန်သေးသားသမီးအားလုံးတို့ဒီငွေကြီးကြက်တဲ့ဖြစ်လို့ရတော့တင်းတင်းလားအရှိအရာကိုလှည့်မ ျက်နှာလေးတစ်ပြီးဆူတောင်းမလားရေလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆုံနေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲ့တဲ့ခုနေသားသမီးအားလုံးကတော့တင်းင်းလာအရှိအယကိုလှည့်မျက်နှာတစ်မလားမျက်နှာတင်းရင်တင်းင်းလာအရှိအယနေထွက်တဲ့ဘက်ကိုလှည့်ပြီးတဲ့ ဒါမှမဟုတ်ရေးတောက်ရင်လည်းနေထွက်တဲ့ပဲလက်တောက်မယ်ဆိုရင်အစ်တင်မှာပိတ်ဆို့နေတဲ့ငွေကန်နဲ့ပတ်သက်တဲ့ကိစ္စများစူတောင်းခြင်းဖြင့်ငွေကြီးကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအာတနင်္လာတွေကတော့ဒီချိန်မှာဝါတာဝါတာနဲ့လုပ်ငန်းတွေကပိုးရင်လုပ်ငန်းနဲ့ပတ်သက်တဲ့ဝါတာငွေကြီးနဲ့ဝါတာစိတ်တခြားလူတခြားဖြစ်ပြီးစိတ်မြန်ပြီးမလိုအပ်ဘဲနဲ့ရောင်းတောင်းကြောင်းတောင်းနေရင်ပြဿနာငွေကြီးခက်ခဲဖြစ်တတ်တဲ့အခြေမျိုးဖြစ်ပါတယ်ဒါကြောင့်တင်းနှလာသားသမီးတွေဟာတခုခုနဲ့ပတ်သက်လို့အဆင်ပြေခြင်းလို့ရှိရင်ရေရေခွက် တောက်တဲ့ရေခွက်ရေမပါဘူးဗျဖလားရေမပါဘူးဗျရေခွက်သုံးမို့ရေဖလားလေးကိုကိုင်းပြီးမှခမတင်းလာအရှိရာကိုလက်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းလာသားသမီးများပိတ်ဆိုနေတဲ့ကံများအမြန်ပွန်လန်းမီဖြစ်ပါကြောင်းလေးလေးစားစား ပြန်ကြပြလိုက်ပါလေဗျာစိတ်တွေပြောလားသူပြောပါလေတကယ်ပြောတာလားသူမပြောဘူးစိတ်ကတခြားလူကတခြားနဲ့လောက်တာအကင်သမားကိစ္စတွေအဆင်မပြေတတ်ပါဘူးဗျာဒါကြောင့်စိတ်နဲ့ပတ်သက်တဲ့အလိုဆန္ဒမပြေတဲ့ခုနေသားသမီးအားလုံးဟာတောက်ကြမြောက်ရကိုလက်ပြီးမှလက်ထမဘာမှမကင်မနဲ့ဆူတောင်းမယ်ဆိုရင်တော့တင်းရဲ့ဆူတောင်းမှုများအများဆုံးပြေဝသွားမှာဖြစ်ပါတယ်တောက်ကြမြောက်ရကိုလက်လက်ပြီးမှကျွန်တော်ဗျာအလောက်ကမကောင်းမှုငွေကြီးအဆင်မပြေဘူးအကျွေးတွေပေးစရာရှိတယ်အဝိုင်းလေးရောင်းကျင်တဲ့မြေလေးဝယ်ကျင်တဲ့ အာကျွန်တော်မှာဗကိတာတွေရဖြစ်နေနိုင်ငံကိုသွားခြင်းနဲ့ဆံမွေးဖြီးတာအောင်းခြင်းနဲ့အမှတ်ကောင်းခြင်းနဲ့အာချမ်းလေးလေးဝယ်ခြင်းနဲ့အိမ်ပိုင်းရပိုင်းဖြစ်ခြင်းနဲ့တိုက်ကလေးရောင်းခြင်းနဲ့ဆိုင်ကန်းလေးရရောင်းဝယ်ဆင်မပြေဘူးစတဲ့မိမိစိတ်ထဲမှာအလိုဆန္ဒမပြည့်တဲ့ကိစ္စမှန်သမျှတောက်ကြမြောက်ရကိုလက်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းနေရဲ့ဆူတောင်းမှုများအမြန်ဆုံးပြေဝါသွားမှာဖြစ်ပါတယ်ဗျာ ဒါကြောင့်အင်္ဂါသားသမီးအလုံးတို့ဒီအင်္ဂါသားသမီးတွေကဒီချိန်မှာအောင်မြင်တဲ့ကိုယ်ရင်ကိုယ်ရာကိုမိသားစုကိုလုံလောက်မှာပျော်ပျော်ရွှင်ရွှင်နေပြဿနာတွေကင်းပြီး ခမရပြောပြောရှင်ရှင်မနေမနဲ့စိတ်ထဲမှာအောင်းတော့ရင်ငွေကြီးပြတ်တာမှုအိုးရင်လောက်ကနေပတ်သက်တဲ့ပူညာပူညာဖြစ်မှုများကြုံတတ်ပါတယ်ဗျာဒါကြောင့်အင်္ဂါတော့အရှိတောင်တောင်လက်တော်လေးကိုကင်ပြီးတော့ဆူတောင်းမယ်ဆိုရင်တန်နဲ့ပတ်သက်တဲ့ပစ္စည်းတော့အတန်းဟာလာတန်ကျိုးတန်ကျုံတန်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကင်တွဲပြီးဆူတောင်းမယ်ဆိုရင်တင်းရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်ဗျာကိုနဲ့နိနဲ့ဆက်သက်တဲ့တစ်လူယောက်ျားကိုရဒေတာမဟုတ်တဲ့တခြားရဒေတာမှာအိုးရင်လောက်ကနေပတ်သက်တဲ့ကိစ္စတွေအဆင်မပြေတတ်ဘူး အခမကျမကြီးရဆိုရင်အစာအိမ်နဲ့ပတ်သက်တဲ့ယောဂအေးပတ်တဲ့ယောဂါတွေဖြစ်တတ်တယ်။အပြင်မှာရောင်တော်တော်နဲ့ရက်တီတာတောက်စားမှုတတ်တယ်၊လပိတ်ဆိုင်နေထိုင်းနေတတ်တယ်၊ KTV တွေသွားတတ်တယ်ပြို့လူယောက်ျားတွေဓာတ်ပြက်နေတာ။ပြက်နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ဓာတ်ကလေးတွေအများဆုံးကျင်းတော့တောက်ကြမြောက်ရကူလက်ခမပတ်တန်လေးကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တော့ အလူရောက်ကြတဲ့နေပတ်သက်တဲ့ပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာအတင်းပဆန်လေးရဲ့အင်းအလူရောက်ကြအလုံးမလုံးဘူးလှုပ်လို့မှဖြစ်နေအရက်ဒီတောင်းနေတဲ့အပြင်ကိုထွက်များနေတဲ့တပိတ်သေးထိုင်နေအပေါင်းသင်းနဲ့တည်ုံသွားနေတဲ့ကိုကိုအိမ်မိသားစုကိုမကတ်ဘူးရွှေလေးကလည်းပေါင်းထားတယ်ပေါင်းထားတဲ့ရွှေလေးကလည်းအဆင်မပြေဘူးအာနိုင်ငံကြီးမှာရောက်နေတဲ့အသားလေးကလည်းအလောက်ကိုင်းအဆင်မပြေဘူးနော်အလူတွေဖြစ်နေတယ်ကျမတရင်ကျို့ကျမကျမအလူလေးလေးလှုပ်ချင်တယ်ရွှေလေးလေးဝှက်ချင်တယ်ရွှေရတဲ့ကြသားလေးလှုပ်ချင်တယ်အဲ့ဒီဝင်သေးနေတဲ့အခွန်လန်းနေပေါ့ အသင်ပတ်သက်လေးကကူညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းခொနေသားသမီးအားလုံးတို့ဟာတောက်ကြမြောက်ရဦးလက်ပတ်သက်လေးကင်ပြီးတော့မကြကနာဆူတောင်းမယ်ဆိုရင်တော့ဆူတောင်းပြီးတဲ့အချိန်ရဲ့9နာရီရအဖြစ်ပြောရင်၄ရက်အတွင်းအမြန်ဆုံးအစဉ်ပြေပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာဗုဒ္ဓသာသမီတွေကဒီချိန်မှာဝါတာဝါတာနဲ့လက်ရှိရင်လက်ရှိရှိနေရမှာရက်နေတတ်တယ်ပြဿနာဖြစ်တတ်တယ်အဲကြောင့်လက်ရှိရှိနေတဲ့နေရာမှာပိတ်နေတဲ့ကိစ္စလေးတွေအမြန်ပွင့်နေတော့တင်းနှင်းငွေတောင်းအရှိမြောက်တောင်းလှည့် ညမောင်မောင်မှာဖျောင်းနေမီလီကိုထုံးပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင့်ရကံကောင်းခြင်းများအမြန်ဆုံးပေါ်ပေါက်မှုဖြစ်ပါကြောင်းလီလီစားစားပြန်ကြပေးလိုက်ပါရဗျာ။ကိုနေနီနေဆက်တဲ့မင်းငွေကြေးကြက်တဲ့မှုအိုးရင်လောက်ကနေပတ်တဲ့အစီမပြေမှုအဲ့ဒီကိစ္စတွေကြုံတွေ့နေရတယ်မင်းနေအဲမိညာနဲ့ပတ်သက်တဲ့ကိစ္စတွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာပြဿနာတွေပေါ်ပေါက်နေတာဖြစ်ပါတယ်။ဒါကြောင့်မင်းနေနဲ့ပတ်သက်တဲ့ဓာတ်ပြည့်နဲ့အာလူအဆိုးလေးတလုံးကို깟 ကြာသပတိနောက်ရက်ကိုလှည့်ပြီးဆူတောင်းမယ်ဆိုရင်မင်းနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ပြဿနာများအမြန်ဆုံးငြိမ်းချမ်းသွားမှာဖြစ်ပါလေဗျာကြာသရီသာသမီးတွေလည်းလူအောင်အလုပ်အောင်ခင်ဗျာနေရာဟောင်းနေနဲ့ပြန်လည်ဆုံးတွေ့တယ်ခင်ဗျာအိမ်မှာဟိုလုပ်ငန်းတွေပြောင်းမယ်ရွှေ့မယ်ဆိုရင်အဟောင်းနေနဲ့ပြန်လည်ဆုံးတွေ့တယ်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအမြန်ဆုံးပွင့်လန်းတတ်ပါလေဗျာဒါကြောင့်ခင်ဗျာကြာသပတိသာသမီးတွေကတော့ ခင်ဗျာအတွေ့အကြုံရဆိုရင်တောက်ကြမြောက်ရကူလက်ပြီးတခုခုနဲ့ပတ်သက်တာဆူတောင်းနေမယ်ဆိုရင်တော့သင်ရဲ့ဆူတောင်းမှုများအများဆုံးပြေဝမီဖြစ်ပါကြောင်းလီလီသာသာတင်ပြပေးလိုက်ပါတယ်ဗျာတောက်ကြသားသမီးတွေတောက်ကြနဲ့ပတ်သက်တဲ့ခီးစကားနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေကြတဲ့ပုံကိုယ်ကြီးရတော့အင်္ဂါတော့ရှေ့တောင်တော့လက်တော်လေးကိုခြင်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့သင်တို့မှာပိတ်ဆို့နေတဲ့ခီးစကားနဲ့ပတ်သက်တဲ့မှာသွားတော့ခီးများအနေအကင်းပြီးပြောသောစကားများ အောင်မြင်ကြကြသွားမှာဖြစ်ပါလေဗျာဒါကြောင့်ခொနည်းသားသမီးအားလုံးတို့ဒီခီးစကားနဲ့ပတ်သက်သွားမယ်လာမယ်လုံမယ်ကိုင်းမယ်မှာပြဿနာတက်မှာကြောင်းတော့ကမြအင်္ဂါတော့အရှိတောင်တော့လဲတော်လေးကိုင်းဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆုံနေတဲ့ကံများအမြန်ပွန်လန်းမိဖြစ်ပါကြောင်းလေးလီစားစားတင်းပြပေးလိုက်ပါရဗျာနော်အရာတောက်ကြသားသမီးတွေကံမကောင်းဘူးတခုအစင်မပြေဘူးဆိုရင်တော့ကျွန်တော်တို့ကဗုဒ္ဓတောင်ရက်ကိုလှည့်ပြီးရေးလေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့ တောက်ကြတာမြာသွားတော့ခင်းများအနေငယ်မိပြောဆိုစကားများအောင်မြင်ကြမိမိလိုအပ်တဲ့ဆူတောင်းများအမြန်ဆုံးပြေဝါမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလက်ပါရဗျာပြည်နယ်ဒီအာကောင်မီတိုင်းကြီးအာမကောင်မှုကိုနိုင်ငံအာမကောင်မှုနဲ့သူများနိုင်ငံအာမကောင်နေတာမျိုးဖြစ်ပါတယ်ဇာတ်တော်ကိုနဲ့ပတ်သက်တဲ့နည်းနဲ့ဇာတ်တဲ့မင်းလုပ်တဲ့စီမံခန့်ခွဲမှုအလွဲများများ လူတွေရဲ့လောဘဒေါသကြောင့်ပြတ်တဲ့နာရမများဟာလာရေးပြီးလေးပြီးငလင်ပြီးဘေးမျိုးမျိုးမြင်ရမြင်ရဒီကြောက်တယ်ဆိုရင်တော့ဂျာတာပရိအနောက်ရက်ကိုလက်ရေးလေးကိုတောက်ပြီးမှဆူတောင်းအသင်ကြီးလေးရဲ့ဟာကျွန်တော်ပြတ်တဲ့နာရရောက်တယ်မြင်ရတဲ့ပြတ်တဲ့မမမြင်ရတဲ့ရေးပြီးလေးပြီးဒီကြောက်တယ်ဗျာအဲ့ပြတ်တဲ့နာဒီဝုဘကျင်းနေ ကျွန်တော်ရင်ကျွန်တော်ရာကျွန်တော်မိသားစုကျွန်တော်လုပ်နေတဲ့လုပ်ငန်းမှာဖြစ်ဒီပြဿနာတွေငြိမ်းများမာသေးကြောင်းကြာတာပရိနောက်ရကူလက်ပြီးမျက်နှာလေးတစ်ပြီးတော့ဆူတောင်းမလားရေးလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်တော့ပြဿနာများငြိမ်းချမ်းပြီးငွေကြီးများကံကောင်းခြင်းများလက်မြန်သွားဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာအာဒီကံလေးတွေစာညင်နေတော့ကြာတာပရိနောက်ရကူလက်ရေးလေးတောက်ပြီးမှဆူတောင်းအတင်းရေးလေးကျွန်တော်ဒီကံလေးတွေစာမယ်နိုင်ငံမှာလုတဲ့အောင်မလေးထီးများတခြားအင်္ဂါနဲ့လုတဲ့ဒီကံလေးတွေကျွန်တော်စာနောက်မယ်စာနဲ့ဒီကံလေးတွေအများဆုံးပွဲလန်းခြင်းနဲ့ အမြန်ဆုံးပွင့်လန်းသေးနိုင်တဲ့အခွင့်အလမ်းတွေပေါအောင်ကူညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းကြာတာပရိအနောက်ရကူလဲပြီးတော့ခမရအိမ်မှာရေရိုးတောက်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းမှပိတ်ဆို့နေတဲ့ထီကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာတကယ်လို့ထီကံလေးတွေစမ်းမယ်ဆိုရင်တော့ဒီနေ့မှာဖြစ်တစ်တို့ရှစ်တို့အဆိုးတဲ့ကဏ္ဍလေးတွေနဲ့ပတ်သက်တဲ့အလားတစ်တို့ရှစ်တို့ကျွန်တော်တို့ရပြောရင်တော့တစ်တို့ရှစ်တို့ လေးဆိုတဲ့ကဏ္ဍလေးဒီခွေးမဲ့ဆိုရင်တော့ကံကောင်းမှဖြစ်ပါတယ်ဗျာဒီနေ့ရထူးခြားတဲ့ဒီကဏ္ဍလေးကတော့တစ်ဖြစ်ပါတယ်တစ်ပါတဲ့ကဏ္ဍလေးမိမိကြံနေတဲ့တဲ့ကဏ္ဍလေးတွေကတ်မယ်အတိရှိဆိုတဲ့ကဏ္ဍလေးဟိုရာရွေးချယ်ပြီးတော့အဓိကထားပြီးထိုးမဲ့ဆိုရင်တော့သင်တို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ပွန်းလန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီကံဆမ်းမဲ့လူတွေကတော့ ီနေ့တစ်တလုံးပါနဲ့ကျန်တဲ့ကဏ္ဍတွေကိုမိမိကျင့်တယ်လို့ကတ်မယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအများဆုံးပွင့်တယ်လို့တစ်ရှိဆိုတဲ့ကံလေးကိုစမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ထီကံများအများဆုံးပွင့်လန့်သွားမှာဖြစ်ပါလေဗျာဒါကြောင့်ထိပေါက်ခြင်းနဲ့ပုပ်ကွယ်တဲ့ကြာသပတိအနောက်ရလက်ရေးလေးတောက်ပြီးမှဆူတောင်းခြင်းဖြင့်ပိတ်ဆိုနေတဲ့ထီကံများအများဆုံးပွင့်လန့်မှာဒီကြောင့်လေးလေးစားစားဆူတောင်းပေးလိုက်ပါလေဗျာကျွန်တော်ချစ်မှုရည်ရည်နဲ့ပတ်သက်တဲ့မှာကြာသပတိအနောက်ရကိုလှည့်ပြီးမှဆူတောင်း ခင်ဗျာသွားမယ်လာမယ်လုပ်တဲ့အကိုင်းကကမှအဒီအကင်းပါသည်ခင်ဗျာသွားမယ်လာမယ်နေရာဒီမှာချစ်ခင်မြန်နုရလူပေါ်ပါသည်ကြောင်းလေးလေးစားစားဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ချစ်ခင်မြန်နုမှုနဲ့အန်တရယ်များလုံးဝလွတ်ကင်းသွားမှာ ဖြစ်ပါတယ်ဗျာကျွန်တော်တို့မနေ့ကတင်ပြထားတဲ့အုပ်စုတွေမှာပြင်ကောမကလေးရေးတဲ့ပုံကူများတင်းနေလာသားသမီးတွေတိုက်ခန်းလို့ခြင်းနေတဲ့တိုက်ခန်းလို့ခြင်းနေတမင်းလာသားသမီးများခင်ဗျာတင်းနေလာအရှိအရာကိုလည်းအိမ်မှာတောက်တောက်တဲ့တောက်ရီခွက်ရီခွက်ထဲမှာရီမပါဘူးဗျာရီခွက်ကလေးကိုကိုင်းပြီးမှခင်ဗျာဆူတော့အတင်းရီခွက်ကလေးရအာကျွန်မတိုက်ခန်းလေးလို့ခြင်းနေဘယ်နာတိုက်ခန်းလေးဈေးရတော့ဘလောက်ပေါ့ ကျမလက်ထက်ပတ်သက်ဝင်ဒီတိုက်ခန်းလေးကိုဝယ်မှာငွေဝင်တိုက်ခန်းကိုဝယ်သေးနိုင်တဲ့ငွေတိုက်ခန်းကိုဝယ်သေးနိုင်တော့အခွင့်အလမ်းနေပေါ့အောင်အကူကြီးစောင့်ချောက်ပါဆိုတဲ့အကြောင်းရေခွက်ကလေးကိုကင်6ချိန်တိတိစူဆောင်းမယ်ဆိုရင်တော့တင်စုတောင်းပြီးတဲ့အချိန်မြန်ရင်14ရက်နောက်ကျရင်တော့3လခွဲအတွင်းတိုက်ခန်းများအများဆုံးပိုင်ပြီဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါရဗျာ1038အင်္ဂါသမီးလေးကတော့အကျွေးကြည့်ပြီးတော့မိသားစုနဲ့အတူနေခြင်းနဲ့အကျွေးကြည့်ခြင်းတော့မိမိအင်ကြီးလေးကိုဒီကလေးနဲ့ချိတ်ကိုင်းပြီးမှ 20နဲ့ဒီချိန်ဆူတောင်းပါဗျာအသေးအညီလေးရဲ့ကျွန်မအကျွေးတွေပေးသေးရှိတယ်ပေးသေးရှိတယ်အကျွေးရဘလောက်ဘ누구ကိုပေးရမှာအဲ့အကျွေးလေးတွေမြန်ဆုံးကြီးကြီးနဲ့ကြီးတင်တဲ့နဲ့အခွင့်အလမ်းတွေပေါ်အောင်အသေးအညီလေးကကူညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းအညီလေးကိုလွှဲလွှဲပြီးတော့20နဲ့ဒီချိန်တိတိဆူတောင်းမယ်ဆိုရင်တော့20တင်းများအကျွေးများအမြန်ဆုံးကြီးမှာဖြစ်ပါတယ်မိမိရဲ့အိမ်မှာကျွန်တော်တို့ရဆိုရင်ပွင့်နေသောပန်း ွင့်နေသောပွင့်အပွင့်ပန်းလေးတွေထိုးပါပိတ်ဆို့နေတဲ့ကိစ္စများပွင့်ပြီးမိသားစုများတကွယ်တပြားဖြစ်တဲ့နေနဲ့အတူပြန်လဲပြီးတော့ပေါင်းစုံရပါသေးကြောင်းပွင့်နေသောပန်းလေးတွေကိုဖះမှာကပ်ပြီးမှဆူတောင်းမယ်ဆိုရင်တော့မိသားစုများအတူနေရမှာဖြစ်ပါတယ်ဗျာနော်အာသာသမီးလေးရအဝေးရောက်နေတဲ့မိခင်ကဆူတောင်းပြီးရသလားရသလားဆိုလို့မိခင်များအရပါတယ်ဗျာဒါကြောင့်မိခင်ကိုယ်တိုင်မိမိရဲ့တတ်မှတ်ထားတဲ့ရေတရားလေးကိုတတ်မှတ်ထားတဲ့အတောင်လေးတွေမှာဆူတောင်းခြင်းအဖြစ်တကယ်လို့လား ဟိုဒီလအတွင်းမှာတော့အင်္ဂလိပ်လို15ရက်အတွင်းရတော့တောက်ကြအမြောက်ရကိုလှည့်ပြီးညမှောင်မှောင်မှာဆူတောင်းမယ်ဆိုရင်တော့တင်းရဲ့ဆူတောင်းမှုများဆူတောင်းပြီးတဲ့အချိန်က15ရက်အတွင်းအမြန်ဆုံးပြေးသွားမည်ဖြစ်ပါကြောင်းလီလီသာသာပြန်ကြပြီးလဲပါတယ်ဗျာရာဟုသာသမီးလေးနဲ့စနေသာသမီးလေးကတော့ဘက်ဖူးလေးရောင်းနေတယ်တဲ့ဘက်ဖူးဘက်ဖူးရောင်းနေတဲ့သမီးများဘက်ဖူးလေးရောင်းနေတယ်ဆိုရင်တော့ဩဇာရွက်ရရင်ဩဇာရွက်က14ရက်ဒါမှမဟုတ်ရင်သမီးတို့အကြောင်းမှရေးတဲ့ဗလာစာအုပ်ကလေးရှိတယ်အဲ့ဒီစာအုပ်ကလေးကို gain ်အကင်ပြီးလို့ရှိလို့ရှိရင်ဂျာတာပရိအနောက်ရက်ကိုလှဲ့လှဲ့ပြီးမှ3အလေးချိန်၄ချိန်တိတိဆူတောင်းပါဗျာ အတင်းဆောက်ကလေးအကျမလေးဘယ်ဖို့လို့ရောက်မယ်ရောက်မယ်စီရဘယ်စီဘေးရတွင်ရောက်နေနေအဲ့ရောက်နေနေနဲ့အခွင့်အလမ်းတွေပေါ်အောင်ကုညီဆောင်ချောက်ပါဆိုတဲ့အကြောင်းယာဦးသားသမီးဒို့မုတ်အာစနေသားသမီးကတခုခုကင်တွဲပြီးမှဂျာသာပရိရဲ့နောက်ရက်ကိုလှဲ့လှဲ့ပြီးမှဆောက်ကလေးကိုကင်ဗလာဆောက်ကလေးကိုကင်ပြီးမှ၄ချိန်တိတိဆူတောင်းမယ်ဆိုရင်တော့တင့်ရဲ့ဘယ်ဖို့များရောက်ဆူတောင်းပြီးတဲ့အချိန်ရဲ့ကိုယ့်ရဲ့လာအဖြစ်ပြောရင်တလာခွဲတွင်အမြန်ဆုံးရောက်ရမည်ဖြစ်ပါကြောင်း လေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာ။နော်အလား။တောက်ကြသားသမီးရတော့အသက်၄၈နှစ်ရှိတဲ့တောက်ကြသားမကြီးအကျွေးချင်းနဲ့အကျွေးချီချင်းနဲ့နောက်တောက်ကြလေးရလည်းကျွေးချင်းနဲ့ကြာသားပရိသတ်သမီးရလည်းကျွေးချင်းနဲ့စနေလေး58နှစ်ကလည်းကျွေးချင်းနဲ့အကျွေးလေးတွေကျေးချင်းနဲ့စနေနောက်ထပ်သမီးလေးရလည်းအကျွေးတွေကျေးချင်းနဲ့ကျွေးချီချင်းနဲ့ဆိုတဲ့ပုံကိုယ်ဒီအားလုံးဟာကျွန်တော်တို့ရပြင်အကျွေးလေးတွေကျေးချင်းစနေတော့နောက်တော့နောက်လှဲ့နွားလူလေးတစ်ခွက်ကိုဖျော် တစုံလောက်တောက်တောက်ပြီးမှမကြခဏဆူတောင်းမယ်ဆိုရင်ဆူတောင်းပြီးတဲ့အချိန်ရင်မြန်ရင်9နာရီရေအဖြစ်ပြောရင်4ရက်နောက်ကြရင်12ရက်လာအဖြစ်ပြောလို့ရှိရင်နှစ်လအတွင်းအကျွေးများအများဆုံးကြီးအောင်မှဖြစ်ပါတယ်ဒါတော့ဂျုံကြိုက်တဲ့အခါတိုင်းဂျိုးကြိုက်တဲ့ခါမှာစနေတော့အောင်တောင်းတောင်းလှည့်ပြီးတော့နွားနိုးလေးတို့ကကိုပြောတစုံလောက်တောက်ပြီးဆူတောင်းမလားနွားနိုးမရတဲ့ရက်ဒေတာမှာတော့အိမ်မှာသုံးနေတာဘာသာဖြစ်ဖြစ်ဒါလေးကိုကန်းကန်ပြီးမှစနေတော့အောင်တောင်းတော့လှည့်ပြီးအားတဲ့အချိန်မှာဆူတောင်းလမ်းမှာဗျာတင်းတို့ရဲ့အကျွေးများအများဆုံးကြီးမီဖြစ်ပါကြောင်း လီလီစားစားတင်ပြပေးလိုက်ပါရဗျာထိုင်းမှာဘုရားဥသားသမီးတွေကလည်းအလုတ်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စရရန်နာနေရတယ်အလုတ်ကောင်းနေရကောင်းလေးတွေရကျင်နေဆိုတော့ပုံကူများအိမ်မှာရှိတဲ့လူဒါမှမဟုတ်ရင်ကာကန်ရှင်ကိုတိုင်းရလောက်တင်းလာအရှိအရာကိုလှည့်မျက်နှာတက်တဲ့ခါတိုင်းမှာတင်းလာအရှိအရာလှည့်ပြီးတော့မျက်နှာလေးတက်ပြီးဆူတောင်းမယ်ဆိုရင်တော့ဆူတောင်းပြီးတဲ့အချိန်ရဲ့၃နာရီရဲအဖြစ်ပြောရင်နေ့လောက်တွင်အလုတ်ကိုင်းနဲ့ပတ်သက်တဲ့များပြန်လေရချီသွားမိဖြစ်ပါကြောင်းလီလီစားစားပြန်ကြပေးလိုက်ပါရဗျာနော်အဲ့ဒါ အဲ့တော့စနေသားသမီးလေး69နှစ်ကတော့ဗိုက်ဒီအောင်းအောင်နေတယ်ကြမ်းမိုင်မကောင်းမှုကြမ်းမိုင်မကောင်းမှုဆိုရင်တော့ခမရမုံငါအတုတ်ကလေးကိုယူမုံငါအတုတ်ကလေးတပွဲကိုဝဲကြာသာပရိအနောက်ရက်ကိုလှဲ့လှဲ့ပြီးမှစူတောင်းပြီးမှတသုံးတယောက်တော့သူ့ကိုအကူသူပြုလိုက်စမှာဗျာတင့်မှာဖြစ်ပေါ်နေတဲ့ဘိုင်းအောင်တဲ့ယောဂါများအများဆုံးပျောက်ကင်းပြီဖြစ်ပါကြောင်းလီလီသာသာပြန်ကြပေးလိုက်ပါတယ်ဗျာနော်တော့က ကျမတို့ရွေကြက်ကလေးတွေရှိတယ်ရွေကြက်ကလေးအတိုင်းအဲဘာလေးလေးလောက်ရမယ်ဆိုရေဒီယာလေးတွေပြီးပါဆိုတဲ့ပုံကများမိမိရွေကြက်ကတော့ဘာရမသိဘူးဒီချိန်မှာတော့ဆယ်လာပိုင်းစကိုင်းနေအတွင်းကတော့တောက်ကြမြောက်ရက်ကိုလက်ပြီးဆူတောင်းမယ်ဆိုရင်တော့သင်ရွေကြက်မှာဖြစ်ပေါ်တဲ့ကိစ္စများအမြန်ဆုံးအဆင်ပြေမီဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါလေဗျာကျွန်တော်တို့ချွေညာမိမိသားစုကအလူရည်သက် လက်နဲ့နဲ့မကွာတယ်လို့ပဲအလူများတောက်လျှောက်ပြုလို့နေတာဖြစ်ပါတယ်နော် ကျွန်တော်တို့နေ့ရက်နေမှာတော့ကျွန်တော်တို့ဟောပါဗါလေဟိုပဋ္ဌာန်းရွတ်တဲ့ဆရာတော်များကိုကျွန်တော်စွန်များကတ်လူပြီးစွန်တရားနာတဲ့ပုဂ္ဂိုလ်များကိုလည်းကျွန်တော်တို့အမကျက်တာဝတ်တာမနောအိုင်မှာအဲဘလို့ခေါ်နေငချောက်နဲ့အဲငချောက်ကလေးငချောက်ဟင်းကျက်ကလေးနောက်ဇိဘူးတီတုတ်ဟင်းရီပေါ့ဗျာအသားရင်ကတော့ကျက်သားနဲ့ ဝသားနဲ့သွားမှာပါအားကြောင့်အဲ့ဒါကိစ္စလေးနဲ့ပတ်သက်တဲ့ကိစ္စမှာမနေ့မှာကျွန်တော်တို့မနေ့အောင်ဆိုးများကတ်လို့ပြီးတော့နေ့နေ့မှာတော့ကျွန်တော်တို့လူတွေနဲ့ပတ်သက်တဲ့ကိစ္စအကူတူကောင်းမှုပြုလုပ်သွားမှာဖြစ်ပါတယ်အားကြောင့်ကျွန်တော်တို့ရွှေညာမိမိသားစုလူတန်းညတဲ့ပုံကိုယ်ဒီအဲ့ဒီနှစ်ရက်နေမှာပြီးနှစ်ရက်ဆယ်လ2025နေမှာပြင်ကျွန်တော်တို့အဲ့ပထမဆုံးပထမရွံ့နေတဲ့ဆရာတော်များကိုဆွန့်ကပ်လို့တော့မှဖြစ်ပါတယ်ဗျာအဲ့ဒါလေးနိဗ္ဗာန်ကိုမျောပြီးတော့အကျိုးတော်ပြီးတော့ဒီနေ့အဲ့ဒီနေ့မှာအလူတွေလူမဲ့ဆိုတဲ့အကြောင်း တာဓုခေါ်နိုင်ဖို့ဝမ်းမြောက်ဝမ်းသာတာဓုခေါ်နိုင်ဖို့ကြိုတင်ပြီးအတိပေးကြောင်းကြပါလေဗျာဒါကြောင့်ကျွန်တော်တို့ရှင်ညာမိမိသားစုနဲ့ပတ်သက်တဲ့ကျွန်တော်နဲ့ပတ်သက်ပြီးတော့ရှင်ညာမိမိသားစုနဲ့ပတ်သက်လို့တခုခုကျွန်တော်မေးမြန်းနေတဲ့စုံသားနေတဲ့ဗီဒီမေးနေတဲ့တခုခုနဲ့ပတ်သက်လို့မေးမြန်းဆုံးမမယ်ဆိုရင်39 6 9 3 0 9 9 9ကိုဆက်သွယ်ပါအ39 6 9 3 0 9 6ခွန်နဲ့3ခွန်9099ဆိုတဲ့ဖုန်းကိုဆက်သွင်းရုံးဖွဲ့ကတနေ့ကျပြန်လဲဖြေကြပြီးလိုအပ်တဲ့မိမိမှာလိုအပ်နေတဲ့ကိစ္စများအများဆုံးအဆင်ပြေအောင်ကုညီဆောင်ရွက်ပေးသွားမှာဖြစ်ပါလေဗျာကျွန်တော်တို့ဖုန်းဆက်ခြင်းနဲ့ဆုံးဖုန်းဆက်ခြင်းနဲ့ဆိုတဲ့ပုံကူများ ID ဘုံနာမကလေးကိုဆက်ပါငွေလူချင်းလို့ပါဖုန်းနံပါတ်ကလေးပေးပါဆိုတဲ့ပုံကူလားဒီဘုံလေးကိုဆက်သွင်းပြီးလူရမ်းမယ်ဆိုရင်ရုံးဖွဲ့ကစနစ်ကျလူရမ်းပေးသွားမှာဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့ကောမကလီရီရောကျွန်တော်တို့ရေးလို့ရှိရင်တော့ကောမတီမှာကျွန်တော်တို့ဓာတ်ရိုက်ဓာတ်ရိုက်ပြန်ကြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းလေးရလည်းတိတ်မကောင်းတော့ကျွန်တော်တို့လည်းအဲဒီကောမတီအောင်မှာဒေါက်ချောက်ပြန်ကြရမယ်ကိစ္စတွေကျွန်တော်တို့တယောက်ချင်းစီမပြန်ကြနိုင်တော့ကျွန်တော်တို့ဒီလိုတင်ပြနေတဲ့အချိန်မှာစနစ်ကြပြန်လဲပြီးတော့ဒဗိတ်ဒက်စူးစီးတင်ပြနေရတာဖြစ်ပါတယ် ဒါကြောင့်ရွှေညာမီမိသားစုကြီးကြီးရတဲ့ပိဋကရွှေညာမီမိသားစုနောက်ကမှရေးတဲ့ပုဂ္ဂိုလ်လူလန်းကြတဲ့ပုဂ္ဂိုလ်စုစုသည်ယနေ့မှစ၍ရွှေညာမီမိသားစုပြုလုပ်တဲ့ကုသိုလ်ကောင်းမှုအမြပေးဝေပါတယ်ရောက်တဲ့ဘုံဒါနအတာရုခေါ်ပြီးတော့လက်ရှိနေထားတဲ့မြင်သောမြတ်သောဘဝတွေရောက်ပါသေးကြောင်းရွှေညာမီမိသားစုကိုသာဆရာကြီးမြန်မာပြည်မှာလေးလေးစားစားစူတောင်းမြတ်တာပို့လိုက်ပါတယ်ဗျာအားလုံးကျမ်းမာလို့ချမ်းသာပြီးလက်ရှိနေထားတဲ့မြင်သောမြတ်သောဘဝတွေရောက်ကြည့်ပါသေးကြောင်း လေးလေးစားစားဆုတောင်းမေတ္တာပို့လိုက်ပါရယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ